တရုတ်နိုင်ငံရဲ့စီးပွားရေးဟာကျဆင်းနေတာမဟုတ်ပါဘူး။ဒါဟာဗဟိုအစိုးရနဲ့ဒေသဆိုင်ရာအာဏာပိုင်တွေကပြည်ရင်းတိုက်ပွဲတစ်ခုပါ။ဈေးကွက်တွေကိုဖျက်ဆီးပြီးမြို့ပြကြီးတွေကိုထိခိုက်စေတဲ့အကြောင်းရင်းတစ်ခုကတော့သွေးထွက်တန်ရုံမရှိဘဲအာဏာကိုထိန်းသိမ်းထားဖို့ပါ။အဲ့ဒီအစားပြည်သူတွေကိုဝင်တော့ဝင်ဖို့ထန်ခိုင်းတာပါ။တရုတ်မြေပုံပေါ်မှာရဘတ်မှာတကယ်လို့လင်းထိန်နေတဲ့နေရာငဲငယ်ကအမြဲတမ်းအရှိတောင်ကမ်းရိုးတန်းတစ်ချောင်းမှာပဲရှိပါရယ်။ရှန်ဟိုင်း၊စူကျိုး၊ဟန်ဂျိုးတို့ဟာ တရုတ်နိုင်ငံရဲ့ကမ္ဘာမျက်နှာသာကိုကိုးစားပြုတဲ့ရွှေတရီကံကိုဖွဲ့စည်းထားပါတယ်။ဟောင်ကောင်နဲ့နီးတဲ့ကွမ်ဂျိုးရှန်ကျန်းဒုံကွန်းတို့ကတော့ကုန်ထုတ်လုပ်ငန်းရဲ့နှလုံးသားပါပဲ။မြောက်ဘက်မှာတော့ထရင်းကျန်းဟာတချိန်ကရှန်ဟိုင်းကိုရှင်ပြိုင်မယ်လို့မျှော်မှန်းခံခဲ့ရပြီးမြဲအခုတော့ဟာသားတစ်ခုလိုမြင်နေကြပါတယ်။ဒီနေရာတွေမှာစိတ်ကန်းတွေတင်မော်လန်းချောင်းတွေတက်ကတူတွေနိုင်ငံသားချင်းနှိမ့်နှံမှုတွေဆက်ယုံတွေအင်တာနက်ကုမ္ပဏီတွေခင့်မိယဉ်ကျေးမှုတွေလိုအပ်တဲ့အရာအလုံးရှိပါတယ်။ ဒါပေမဲ့တေးစီနိုင်တဲ့အားနည်းချက်တစ်ခုလည်းရှိပါတယ်။သူတို့ရဲ့စွမ်းဆောင်ရည်ကအယမ်းမြင့်မှပြီးသူတို့ရဲ့နိုင်ငံရေးအာဏာကတော့အလွန်နှိမ့်ချနေတာပါပဲ။သူတို့ဟာစွမ်းဆောင်ရည်အယမ်းမြင့်မှတာကြောင့်ဗဟိုအစိုးရက ထိန်းချုပ်ဖို့ခက်ခဲနေပါတယ်။သူတို့ဟာလူကြိုက်များပြီးဩဇာလွှမ်းမိုးမှုရှိလာတာကြောင့်ကောင်းဆောင်တွေစိုးရိမ်မကင်းဖြစ်နေကြပါတယ်။သူတို့ကိုသူရဲကောင်းအဖြစ်မမြင်ပဲတည်ငြိမ်ရေးကိုချိန်ချောက်နိုင်တဲ့အရာတွေအဖြစ်မြင်နေကြတာပါ။ဒါကြောင့်စနစ်တကျစီစဉ်ထားတဲ့နှိမ်နှင်းမှုတစ်ခုတိတ်တဆိတ်စတင်ခဲ့ပါတယ်။ ကမ္ဘာအလုံအများဆုံးကုန်တင်သိမ်းမောစိတ်ကန်းဖြစ်တဲ့ရှန်ဟိုင်းဟာ2022ခုနှစ်ຫນွေဥရာသီမှာလှုပ်ရှားမှုအလုံးကိုရပ်ဆိုင်းစေတဲ့အမိန့်တစ်ခုကြောင့်ထိရောက်စွာပိတ်ပစ်ခဲ့ရပါတယ်။ရန်ရှမ်းနဲ့ဝေဂိုကွယ်စိတ်ကန်းတွေရဲ့စိတ်ခံတရားတွေပေါ်မှာကွန်တိန်နာတွေပုံနေပေမဲ့အလုံသမားတွေကိုတင်ခွင့်ချခွင့်မပေးပါဘူး။ကုန်တင်ကားတွေဖြတ်တန်းဝင်မရပဲပို့ဆောင်ရေးသမားတွေဝေးရာကနေသာကြည့်နေနိုင်ခဲ့ကြပါတယ်။ CMA နဲ့ CGM လို့သင်းမောကုမ္ပဏီကြီးတွေဟာသူတို့ရဲ့သင်းမောလမ်းကြောင်းတွေကိုပြောင်းလဲခဲ့ကြပါတယ်။ မြေခွန်းဒေသမှာရှိတဲ့ပုတ်ကုံကွင်းဆက်တစ်ခုလုံးနီးပါးပြိုလဲလူနီးပါးဖြစ်ခဲ့ပါတယ်။ဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ကွန်တိုင်နာတွေနေပူထဲမှာမိုးရေထဲမှာပုံနေခဲ့ပါတယ်။ဘသူမှလာမထည့်ရဲကြပါဘူး။ဘာလို့လဲဆိုတော့နိုင်ငံရေးကစီးပွားရေးထက်အရေးပါနေပြီးကက်ရောကထိန်းချုပ်ရေးစီးမြင်တွေကအရာရာကိုလွှမ်းမိုးထားလို့ပါပဲ။တရုတ်ရဲ့အထူးထက်ဆုံးကုန်ထုတ်လုပ်မှုဗဟိုချက်အဖြစ်လူသိများတဲ့ဒုံကွမ်းမြို့ရဲ့ချန်အမ်းမြို့နယ်မှာအခြေအနေကနှစ်နှစ်အတွင်းမှာပဲပြည့်စည်သွားခဲ့ပါတယ်။ 2021ခုနှစ်ကစပြီးဒေသခံစီးပွားရေးလုပ်ငန်းတွေကိုအံအားသင့်စရာကောင်းတဲ့အခွန်စစ်ဆေးမှုတွေစတင်ခဲ့ပါတယ်။လုပ်ငန်းရှင်တွေဟာသူတို့ရဲ့ social media တွေပေါ်မှာလစာတော်မပေးနိုင်ဘူးလို့ငိုယူခဲ့ကြပါတယ်။တဘာဝပတ်ဝန်းကျင်အာဏာပိုင်တွေကစက်ရုံတွေကိုပိတ်ပြီးထုတ်လုပ်မှုကိုရပ်တန့်စေခဲ့ပါတယ်။ Blue Sky Goals လေထုရေသွေးကောင်းမွန်အောင်လှုပ်ဆောင်ခြင်းကိုရောက်ဖို့အတွက်တဘာဝတံငွေပံ့ပိုးမှုတွေဖြတ်တောက်ခဲ့ပါတယ်။အထူးဗန္ဓာရေးလမ်းကြောင်းတွေကိုတတိမပေးဘဲရပ်ဆိုင်ခဲ့ပါတယ်။ 2022ခုနှစ်မှာဒေသခံကောင်းဆောင်ပိုင်းကိုလုံးဝအစားထိုးခဲ့ပါတယ်။အရာရှိသစ်တွေကအစည်းအဝေးကိုရက်ဆိုင်ပြီးခွင့်ပြုချက်တွေကိုပယ်ချခဲ့ပါတယ်။ရင်းနှီးမြှုပ်နှံမှု project တွေဟာတညာရဲပျောက်ကွယ်သွားခဲ့ပါတယ်။ဒါဟာစက်မှုလုပ်ငန်းဖွဲ့စည်းပုံကို ထိထိရောက်ရောက်ဖျက်ဆီးပစ်တာပါပဲ။ဒီလိုလုပ်ရက်တွေရဲ့နောက်ကွယ်မှာအေးဆက်ဆက်ယုတ်တိပေတာတစ်ခုရှိပါတယ်။မနာကန်သူတွေကိုအရင်ဆုံးအပြစ်ပေးတယ်။အာနာနဲ့အဝေးဆုံးမှာရှိသူတွေကိုအရင်ဆုံးဖျက်ချပစ်တယ်။တစ်ချိန်တည်းမှာပဲ တစ်ချိန်လုံးကနိုင်ငံပိုင်သတင်းတွေမှာနောက်ကျကြံနေတဲ့ဒေတာတွေဖြစ်တာမြင်ခဲ့ရတယ်။ဗဟိုနဲ့အနောက်ပိုင်းဒေတာတွေဟာရုတ်တရက်ဆိုသလိုအမျိုးသားကျယ်ပွင့်နေဖြစ်ပါဖြစ်ပေါ်လာခဲ့ပါတယ်။ High Desk Demonstration Zones နီးပညာမြင့်သရုပ်ပြဆောင်များ State Capital Experiment Parks နိုင်ငံပိုင်အရင်းအနှီးစမ်းသပ်ဥယျာဉ်များဒါမှမဟုတ် New Third Tier Co Areas တတိယဆင့်အဓိကဒေတာအသစ်များအဲ့ဒီလိုထူးဆန်းတဲ့နာမည်အသစ်တွေကိုတင်စတင်တွေ့မြင်လာရနိုင်ပါတယ်။ဒါပေမဲ့သေချာကြည့်မယ်ဆိုရင် ီညရီမှာပင်လယ်စိတ်ကမ်းမရှိဘူး။စက်မှုကွင်းစက်မရှိဘူး။တကယ့်ဈေးကွက်အခြေခံအုတ်မြစ်မရှိပါဘူး။သူတို့မှာရှိတာတစ်ခုတည်းကတော့နိုင်ငံရေးတည်ဆောက်ခံမှုပါပဲ။ဥပမာအားဖြင့်ကွေကျိုးမှာရှိတဲ့ကွေ့ရန်အေရီယာကိုကြည့်ပါ။နေနိုင်ငံတွင်းမှာပဲ Data Valley Rising Smart Softwax Data ဂျိုင်ဝမ်းထုံးကားခြင်း Smart ကြတော့အနောက်တောင်ပိုင်းလိုဆောင်းပုတ်တွေနဲ့တရုတ်ရဲ့ Big Data မြို့တော်ဖြစ်မြင့်တင်ခဲ့ပါတယ်။ project တွေနေရာတိုင်းမှာပေါ်ထွက်လာခဲ့ပါတယ် National Build Data Comprehensive Experiment Zone ဘတ်ဆောင်စမ်းသပ်ဇုန်၊ကိုယန် Digital Expo Venue ၊ကိုယန် Digital ပြပွဲကျင်းပရာနေရာ၊ China Mobile Data Hub Bix တရုတ်မိုဘိုင်းဒေတာအချက်အချာအခြေစိုက်စခန်းစသဖြင့်အားလုံးကထင်ရှားပေါ်လွင်တယ်လို့ထင်ရပေမဲ့တကယ်တမ်းကျတော့ရည်စရာကောင်းပါတယ်။ area အသစ်တစ်ခုလုံးကိုတောင်ကြားထဲမှာတည်ဆောက်ထားတာပါ။စိတ်ကမ်းမရှိ၊စက်မှုလုပ်ငန်းမရှိ၊အထောက်အကူပြုအခြေခံအဆောက်အအုံမရှိပါဘူး။ data center တွေကိုတစ်ခုပြီးတစ်ခုတိစောက်ထားပေမဲ့သူတို့ရဲ့ server တွေကတခြား data တွေကဓာတ်အားပေးစနစ်တွေပေါ်မှာပဲမှီခိုနေရပါတယ်။မီးပြတ်သွားရင်အကုန်လုံးရပ်တန့်သွားပါတယ်။ပန်းချံချိုးပြီးစီးခဲ့ပေမဲ့ကုမ္ပဏီတွေဝင်မလာကြပါဘူး။လူတယောက်ကရုံးဆောက်အုံတရားကြုံကိုရိုက်ကူးခဲ့ပြီးတနေကုန်လမ်းလျှောက်ခဲ့ပေမဲ့လူအများကြီးကိုမတွေ့ခဲ့ရပါဘူး။ကိုယ့်ရန်ရဲ့လောင်ဒွန်ဘောလေစိတ်ကဂိတ်အသစ်ဆောက်ခဲ့ပေမဲ့၃နှစ်ကြာပြီးနောက်မှာတော့လေရင်ခီးစဉ်တွေမရှိသလောက်ပါပဲ။ ွေကျိုးရဲ့ဂျန်ယန်ပစကားဂိတ်ကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပြီးစီးခဲ့ပြီမြေဒီနေ့မှာတော့ခရီးသည်တရာတော်မပြေပါဘူးအထီးကျန်ကျွန်းကျွန်းလိုပါပဲဒီနေ့ခေတရုတ်စီးပွားရေးမြေပုံဟာစွမ်းဆောင်ရည်ကိုဥသာပြတာမဟုတ်တော့ပါဘူးဘသူကနားထောင်ပြီးတစ္ဆာခံမှုပြတာလဲအဲ့ဒီသူတွေကအရင်းမြစ်တွေရရှိပါတယ်တကယ်ကိုစွမ်းဆောင်ရည်ရှိတဲ့သူတွေကတော့တခြားသူတွေကိုထောက်ပံ့ဖို့ကိုကိုကိုစွန့်လွှတ်ရပါလိမ့်မယ်ဘာလို့လဲဆိုတော့သင်ကအရန်ကိုထူးချွန်နေရင် တည်ငြိမ်ရေးကိုချိန်ချောက်ပေးနိုင်တဲ့သူဖြစ်လာမှာပါ။ပေကျင်းဟာဒီစီးပွားရေးပြည်တွင်းစစ်ကိုအဓိကနှီးပြူဟာ၃ခုနဲ့တိုက်ခိုက်နေပါတယ်။ပထမဆုံးနှီးပြူဟာကတော့ဒေသခံဘန်နာတိုက်တွေကိုကုန်ခန်းအောင်လှုပ်ဆောင်ခြင်းပါပဲ။တရုတ်ပြည်ရဲ့ပြည်နယ်၃၀ခုအပြင်အထူးစီမံခန့်ခွဲတဲ့မြို့ကြီး၅မြို့နဲ့၂၆ခုဟာဘတ်ဂျက်လုံငွေပြနေပါတယ်။၂024ခုနှစ်တစ်နှစ်တည်းမှာပဲဗဟိုအစိုးရဟာသူတို့ရဲ့အိတ်ကက်တွေကနေယွမ်၁ထရီလီယံကိုယူပြီး တခြားပြည်နယ်တွေမှာစင်ရဲမှုလျှော့ချရေးအတွက်ထောက်ပံ့ပေးနေပါတယ်။ဒီငွေနဲ့ရန်စီမြဝန်းဒေသလိုနေရာနှစ်ခုထပ်ဆောက်လို့ရပါတယ်။ဘယ်သူကမှအခွန်ထမ်းပြည်သူတွေရဲ့သဘောထားကိုမမေ့ပါဘူး။သူတို့ကဒါကိုပြန်လဲခွဲဝေမှုလို့ခေါ်ပေမဲ့တကယ်တမ်းကျတော့လူရဲမှုပါပဲ။ထိရောက်တဲ့ဒေသတွေကအလုတ်ကျိုးသားရပေမဲ့နိုင်ငံရေးအရဆက်ဆက်မှုရှိတဲ့သူတွေကိုထောက်ပံ့ပေးနေရတာပါ။ဒါကတော့တရုတ်စတိုင်ဘန်နာရေးပဲ။ နာဂန်သူတွေရဲ့တက်ဆန်ကိုသူတို့ထပ်ပို့ပြီးနာဂန်သူတွေကိုထောက်ပံ့ဖို့တုံဆွဲတာပါဒုတိယနေပြူဟာကတော့လူတွေကိုအစားထိုးခြင်းပါပဲကန်ယူရဲမြို့ကြီးတွေကအတွင်းရေးမှုတွေနဲ့မြို့တော်ဝင်အများပြားဟာဒေသခံတွေလို့မဟုတ်ပါဘူးဘာလို့လဲဆိုတော့သူတို့ကဒေသခံတွေမဟုတ်လို့ပါသူတို့ကပေကျင်းကနေဆီလွတ်ခံရတဲ့အရာရှိတွေပါသူတို့ရဲ့ပထမဆုံးလုပ်ကတော့အလုပ်ပြီးမြောက်အောင်လုပ်တာမဟုတ်ဘဲဘတ်ဂျက်တွေကိုပြန်လည်စစ်ဆေးတာ project တွေကိုဖြတ်တောက်တာ အဟောင်းတွေကိုရှင်းတာနဲ့စနစ်တွေကို ပြောင်းနေတာပါသူတို့ဒေတာကန်စီးပွားရေးလုပ်ငန်းတွေကိုမသိပါဘူးဒေတာကို နားမလဲဘူးလူရဲဘဝတွေပိုကောင်းလာဖို့ကိုလည်းဂရုမစိုက်ကြပါဘူးဘာလို့လဲဆိုတော့သူတို့ကကြကြနေဖို့မစီစဉ်ထားလို့ပါသူတို့ကောင်းကောင်းလုပ်နိုင်ရင်ယာဓုတို့မယ်ရှုပ်ထွေးအောင်လုပ်ရင်နေရာပြောင်းရွှေ့ခံရမယ်ဘသူမှတာဝန်မယူပါဘူးတစ်ချိန်တည်းမှာပဲရက်ရွာခြေဆိုင်ပြီးစက်မှုလုပ်ငန်းတွေကိုနားလဲကတကယ်ကိုအလုပ်လုပ်ချင်တဲ့ဒေတာကန်ရုံးတွေဟာဘေးဖယ်ခံရပြီးအတန်တိတ်သွားကြပါတယ် မနာခံသူတွေကို စားထိုးခံရတယ်။နာခံသူတွေကိုယာဒူးတိုးပေးတယ်။တတရနေပြူဟာကတော့စင်စက်မပြတ်ဖိအားပေးကြမှာပဲ။ဖွံ့ဖြိုးတိုးတက်မှုလက္ခဏာတွေပြသတဲ့အခါတိုင်းဗဟုအစိုးရကလူတွေကိုစစ်ဆေးဖို့ဆင်လွှတ်ပါတယ်။ရန်ဖုံးဖြစ်အဂတိလိုက်ဆောင်မှုတိုက်ဖြတ်ရေးလို့ခေါ်ဆိုပေမဲ့တကယ်တမ်းကျတော့ရည်ရွယ်ချက်ရှိရှိဖိအားပေးတာပါပဲ။ဥပမာအဖြစ်မျိုးတစ်မျိုးကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုမြန်မြန်ဆွဲဆောင်နိုင်ရင်ပါတီအတွင်းရေးမှုဟာနှစ်အနည်းငယ်ကြာရင်ဒုက္ခရောက်ပါလိမ့်မယ်။ ဒေတာကန်ရာရှိတဦးနိုင်ငံသားဆွေးနွေးပွဲကနေပြန်လာတာနဲ့စီကန်ချိုးဖောက်မှုဆွဆွဲချက်တွေနဲ့ပေကျင်းကိုပြန်ခေါ်ခံရနိုင်ပါတယ်။ဒါကြောင့်လူတိုင်းကသင်ကန်းလာယူထားကြပါပြီ။အရန်ထင်ပေါ်အောင်မလုပ်နဲ့အရန်တော်အောင်မလုပ်နဲ့တိတ်တိတ်ဆိတ်ဆိတ်ပဲနေရပါတော့မယ်။မကြသေးခင်နှစ်တွေကတရုတ်နိုင်ငံရဲ့စီးပွားရေးဟာအဓိကမန်နိုင်သုံးရက်ကြောင့်သာအနည်းငယ်ခံနိုင်ရရှိခဲ့ပါတယ်။အဲ့ဒါတွေကတော့လူဦးရေမြေယာခြေပြုတ်ဗန္ဒာရင်းနဲ့ဒေတန္တရအစိုးရကျွေးမီလိုပါပဲ။ဒါပေမဲ့အခုတော့ဒီမန်နိုင်သုံးရက်လုံးဟာပြိုလဲနေပါပြီ။ ဖြည်းဖြည်းချင်းကြာဆင်းတာမျိုးမဟုတ်ပဲလုံးဝကိုပြက်စီးနေတာပါပထမဆုံးမှန်တိုင်းကတော့လူဦးရေပါပဲတရုတ်နိုင်ငံမှာကွမ်တုံကျက်ကျန်းဖူကျန်းရှင်းချင်းဆိုတဲ့ဒေတာလေးခုပဲ လူဦးရေတိုးတက်မှုရှိပါသေးတယ်ကျန်တဲ့နေရာတိုင်းမှာလူဦးရေကြာဆင်းနေပါတယ်အရှေ့မြောက်တရုတ်ရှန်ရှီစီချွန်နဲ့ကမ်းစုလိုနေရာတွေမှာလူအများပြားပြောင်းရွှေ့နေထိုင်မှုတွေကြုံတွေ့နေရပါတယ်လူငယ်တွေကကလေးမယူခြင်းကြဘူးလက်မထက်ရဲကြဘူးအိမ်မပြန်ခြင်းကြဘူး မြို့ကြီးတွေကအလုံသမားရှာဖို့ရုန်းကန်နေကြချိန်မှာခရိုင်တွေမှာတော့အလုံလက်မဲ့လူငယ်တွေပြည့်နေပြီးမိသားစုထောက်ပံ့မှုပေါ်မှီခိုနေကြရပါတယ်။အစိုးရကရေချင်းရှိသူတွေကိုဆွဲဆောင်ဖို့အကြောင်းဆက်ပြောနေပေမဲ့တကယ်တမ်းတော့အခွန်ထမ်းနိုင်တဲ့ဘယ်သူမှဆိုလိုက်ဖမ်းနေတာပါ။လူတွေကလူမှုဖူလုံရင်းနဲ့ဝင်ဝေခွန်ဆက်ပေးနေသေးတော့အစိုးရကအသက်ရှူနိုင်ပါသေးတယ်။ဒါပေမဲ့လူတွေမရှိတော့ရင်ဘာဖြစ်မလဲ။စားသုံးသူမရှိအိမ်ဝယ်သူမရှိအခွန်တမ်းမရှိမျောလင့်ချက်မရှိဒါကအဲ့လို နဲပါတဲ့လူအဖွဲ့အစည်း low desire society ကို ဖန်တီးပြီးစီးပွားရေးဟာအကြီးအကျယ်ကျဆင်းသွားပါလိမ့်မယ်ဒုတိယမဏ္ဍပ်ကတော့မြေယာအခြေပြုဘန်နာရေးပါပဲဘသူမှအိမ်မွေတော့တဲ့အခါမြေရောင်းအားတွေခန်းချောက်သွားပြီးမြေယာဘန်နာရေးလည်းပျောက်ကွယ်သွားပါတယ်ဘန်နာရေးဝင်ကြီးဌာနကတော့2024ခုနှစ်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့မြေယာလွှဲပြောင်းဝင်ငွေဟာသမိုင်းဝင်အမြင့်ဆုံးနှုန်းတွေကနေ30ရာခိုင်နှုန်းကနေ80ရာခိုင်နှုန်းအထိကျဆင်းသွားတယ်လို့ဆိုပါတယ် မြို့ကြီးလေးလေးကြာဆင်းမှုကပိုပြင်းထန်လေးလေးပါပဲဒုတိယနဲ့တတိယဆင့်မြို့ကြီးတွေမှာရောင်းအားတွေထပ်ဝက်ကြာဆင်းခဲ့ပါတယ်။ကွမ်ဂျိုးရဲ့ဟေဇူးခရိုင်မှာပြန်လည်မုံမံမှုကြီးပဲထားတဲ့မြေကွက်တွေတစ်ခုလုံးဝယ်သူမရှိပါဘူး။ဟန်ဂျိုးရဲ့ဇောင်ရှမ်းမှာဇောင်ရှမ်းခရိုင်မှာတော့ဆောက်လုပ်ရေးသမားတွေကသူတို့ရဲ့စပုံငွေတွေကိုဆွန့်လွတ်ပြီးဝယ်ယူမှုတွေကိုပယ်ဖျက်ခဲ့ကြပါတယ်။ဟီဖိုင်းနန်ချောင်းနဲ့ရှောင်းစင်းတို့မှာ အစိုးရကလေလံပွဲတွေကိုလုံးဝရပ်ဆိုင်ပြီးရောင်းချမှုတွေကိုရပ်ဆဲချောင်းကြေညာခဲ့ပါတယ်။ဒါကဘာကိုဆိုလိုတာလဲ။ဒေသန္တရအစိုးရတွေဟာမြေရောင်းချပြီးလစားပြီးမြေရောက်ရထားတွေစောက်အကျွေးဆက်ပြီးအသက်ရှင်ခဲ့ကြတာပါ။အခုတော့မြေရောင်းချမှုတွေဟာသွေးကြောပြတ်သွားသလိုရပ်တန့်သွားပါပြီ။တတရမန်နိုင်ကတော့ကျွေးမိပါပဲ။နေ့စဉ်တိုးတက်မှုနှုန်းက15ရာခိုင်နှုန်းဝင်းကျင်မှာပဲရှိပါတယ်။ဒါပေမဲ့ပြဿနာကဝင်ဝေကပုံမြန်မြန်ကျဆင်းနေတာပါပဲ။ ဒေသန္တရအစိုးရရဲ့ပြန်မြကျွေးမိအချို့က20ရာခိုင်နှုန်းကနေ35ရာခိုင်နှုန်းထိခုန်တက်သွားပြီးအချို့နေရာတွေက NDA ရှိတဲ့60ရာခိုင်နှုန်းကိုကျော်လွန်သွားခဲ့ပါပြီ။ရိုးရှင်းစွာပြောရရင်သူတို့အကျွေးအရမ်းများနေတာမဟုတ်ပါဘူး။သူတို့ကပြန်ဆက်ဖို့လုံလောက်တဲ့ဝင်ငွေမရှိတော့တာပါပဲ။ကိုယ်ကျိုးတော်သူတို့ရဲ့ကျွေးမိတွေကိုပြန်ဆက်လို့မရနိုင်ဘူးလို့အများသိကြေညာခဲ့ပါတယ်။ဟူပေလျောင်နေနဲ့ဟေလုံကျန်းတို့ကတော့ဟိုကချီဒီကဆက်အကျွေးဟောင်းတွေဆက်ဖို့အကျွေးသစ်တွေထက်ချီ အတိုးဆက်ဖို့တောင်ပတ်စံချီးနေကြပါပြီ။ဒီမန်တိုင်း၃ရက်လုံးပြိုလဲသွားတဲ့အခါတရုတ်နိုင်ငံရဲ့စီးပွားရေးအခြေခံအုတ်မြစ်ကပျောက်ဆုံးသွားပါပြီ။ဒါဟာစစ်ပွဲကြောင့်မဟုတ်ပါဘူး။ကတ်ယောဂါကြောင့်မဟုတ်ပါဘူး။အမေရိကန်ရဲ့ပိတ်ဆို့အေးအေးယူမှုကြောင့်တောင်မဟုတ်ပါဘူး။ဒါဟာစနစ်ကိုယ်တိုင်ကကိုကိုကိုအခွန်ချွတ်နေတာပါ။ဒါကြောင့်တရုတ်ရဲ့ GDP ကဒီနှစ်900ရာခိုင်နှုန်းကိုရောက်ဖို့မဖြစ်နိုင်ပါဘူး။ရောက်တာနဲ့ဒီနေရာကမင်းနဲ့သက်ဆိုင်ပြီ။ပညာတတ်သူများအတွက်အမြန်ခွင့်ပြုချက် ဘွဲရတွေအတွက်အိမ်ဝယ်ယူမှုထောက်ပံ့ငွေအခမဲ့နေထိုင်ခွင့်အခမဲ့အိမ်ငှားကလုပ်ငန်းရံပုံငွေစတဲ့ဆောင်ပုတ်တွေကိုတင်ပြမှုပါလိမ့်မယ်။ဒါကတရုတ်နိုင်ငံကနီးပညာစွမ်းအားကြီးနိုင်ငံတစ်ခုကိုတည်ဆောက်နေပြီးအရေးချင်းရှိသူတွေကိုစုဆောင်းနေပုံပေါက်ပါရယ်။ဒါပေမဲ့ဒါကတကယ်တမ်းကျတော့တရုတ်မျိုးကြီးတွေရဲ့ပြင်းထန်တဲ့တိုက်ပွဲတစ်ခုပါပဲ။လူဦးရေကိုလူယူတဲ့စစ်ပွဲပါပဲ။သူတို့တကယ်တိုက်ခိုက်နေကြတာက လူငယ်လူသားတွေပါပဲ။အခြေချနေထိုင်တဲ့လူငယ်တိုင်းက လူမှုဖူလုံရေးအတွက်ပံ့ပိုးမှုမှတ်တမ်းတွေဝင်ငွေခွန်ပြေစာတွေအိမ်ဝယ်နိုင်ခြေရှိသူတွေအိမ်ခြံပြေဈေးကွက်ကိုထိန်းချုပ်မဲ့လက်တစုံကိုဆိုလိုပါတယ်ပိုရေးကြည့်တာကတော့တင်အခြေချလိုက်တာနဲ့မြို့ကနောက်တစ်နှစ်ရှင်သန်နိုင်မှာပါလာသာဆက်ပေးနိုင်ပြီးဘ ਹੁ အစိုးရကိုငွေပို့နိုင်ပါလိမ့်မယ်ဟူပေနဲ့ကွမ်တုံဖူကျက်မှာရှိတဲ့ရှီယန်လိုမြို့ကြီးတွေဟာနေထိုင်ခွင့်စည်းကမ်းတွေကိုဖြေလျှော့တာစတင်လုပ်ငန်းလှုံ့ဆော်မှုတွေပါရဂူဘွဲရသူတွေအတွက်ထောက်ပံ့ကြေးတွေလိုအစီအမံတွေကိုစတင်ဆောင်ရွက်နေကြပါတယ် ုန်းတွေဝိုင်းမျိုးတွေလည်းနောက်ကျမကြံပါဘူး။ရှီယန်ကလူတွေကိုဖမ်းဆီးတာဟာချမ်းသာမှုကိုရယူတာနဲ့တူတယ်လို့ပြောပါတယ်။ဂျိန်ဂျိုးက10နှစ်ကြာအခွန်ကင်းလို့ခွင့်ပေးပြီးချန်ရှားကတော့အိမ်ဝယ်ယူခြင်းနဲ့နေထိုင်ခွင့်ပေးပါတယ်။သူတို့တကယ်တိုက်ပွဲဝင်နေကြတာကအခွန်အခြေခံအချက်အလက်တွေနိုင်ငံရေးအောင်မြင်မှုတွေနဲ့မျိုးကမျောလင်းချက်ရှိနေသေးတယ်ဆိုတဲ့အမြင်မှားတွေအတွက်ပါပဲ။ဒါပေမဲ့လူငယ်တွေကတော့ဒါတွေကို နားလည်နေကြပါဗျ။အိမ်ဈေးတွေကဆက်တက်နေပြီး လစာတွေကမတက်တယ်လို့အလောက်ကင်တွေရှာရခတ်တယ်ဆိုတာကိုသူတို့သိကြပါဗျ။ကြိုးတော်မှုကသူတို့ကိုအတုံးချပြီးဖိနှိပ်ဖို့တတ်တတ်ပါပဲ။တကယ်အနာဂတ်ကိုပေးဖို့မဟုတ်ပါဘူး။အခုဆိုရင်လူများပြားဟာမြို့ကြီးတွေစီကိုပြောင်းရွှေ့ဖို့မရွေးချယ်တော့ပါဘူး။သူတို့ဟာတာမန်အခွန်တန်းကောင်းတွေဖြစ်ရမယ်အစားမြို့ငယ်လေးတွေစီပြောင်းရွှေ့လမ်းဘေးဆိုင်လေးတွေဖွင့်ဒါမှမဟုတ်အစားအသောက်ပို့ဆောင်တာမျိုးလုပ်ဖို့ပိုနှစ်သက်ကြပါဗျ။ဒီအခြေအနေကိုသိရှိထားပြီးမဲ့ကံရံမျိုးတွေကဖွံ့ဖြိုးတိုးတက်အောင် ဒါမှမဟုတ်ပြန်လဲပြုပြင်ပြောင်းလဲအောင်လုပ်တာမျိုးမဟုတ်ပါဘူးသူတို့ကရေရှည်တည်တံ့အောင်ရုံးကန်နေုံတတ်တတ်ပါပဲသူတို့ကငွေကြေးမူလာဒါမှမဟုတ်နိုင်ငံခြားကုန်သွယ်မှုဥတီချက်တွေကိုထိန်းချုပ်လို့မရပါဘူးသူတို့ရရှိတဲ့ GDP နဲ့ဗန်နာရေးဝင်ငွေတွေကိုတော့အထက်ရရှိတွေကသိမ်းယူသွားနိုင်ပါတယ်ဒါအပြင်ဒေသန္တရအစိုးရတွေကအခုလူတွေကိုဆွဲဆောင်ဖို့စိတ်အားထက်သန်နေပုံရပါမယ်ဗဟိုအစိုးရရဲ့အမိန့်တစ်ခုတည်းနဲ့သူတို့ရဲ့ကြိုးစားမှုအားလုံးပျက်စီးသွားနိုင်တယ်ဆိုတာကိုသူတို့နက်နက်ရှိုင်းရှိုင်းသိနေကြပါတယ် ဥပမာအားဖြင့်အဓိကဒေတာကန်အရာရှိတွေကိုနေရာပြောင်းရွှေ့လိုက်တဲ့အခါမူဝါဒတွေတင်းကျပ်လာတတ်ပါတယ်။နေထိုင်ခွင့်စည်းမျဉ်းတွေပိုတင်းကျပ်လာတာဒါမှမဟုတ်ဘန်နာရေးထောက်ပံ့ကြီးတွေရပ်တန့်သွားတာမျိုးပေါ့။ဘ ਹੁ အစိုးရရဲ့ရန်ပုံငွေတွေခန်းချောက်သွားနိုင်ပြီးအရင်ကဆောင်ပုတ်တွေထောက်ပံ့ကြီးတွေနဲ့ဆွဲဆောင်ခဲ့တဲ့လူတွေအားလုံးအလကားဖြစ်သွားပါလိမ့်မယ်။ရိုးရှင်းစွာပြောရရင်ဒီလူဦးရေစစ်ပွဲမှာဒေတန္တရအစိုးရတွေကတကယ်အဆုံးဖြတ်ပေးနိုင်တဲ့အခမ်းကဏ္ဍမရှိပါဘူး။ ဒီစီးပွားရေးဂိမ်းရဲ့တကယ်ကစားသမားတွေကဖွံ့ဖြိုးတိုးတက်ရေးကိုအာရုံစိုက်နေတာမဟုတ်ပါဘူး။သူတို့ဟာကြီးမားတဲ့အာဏာပြန်လည်ခွဲဝေမှုတစ်ခုကိုလှုပ်ဆောင်နေတာပါ။ဒါဟာရင်ကလေးကရေးပီးသားဇန်ညွန်းတစ်ခုပါပဲ။ဒီဇလန်ရဲ့ဒါရိုက်တာတွေကတော့ပြင်ပလူတွေဖြစ်ပြီးမကြခဏလီဂျီဟီအုပ်စုလို့ခေါ်ကြပါရယ်။လင်ဂျီဟီဟာရှီကျင့်ဖင်ကြီးပင်းခဲ့တဲ့ရွာငယ်လေးဖြစ်ပြီးသူ့ရဲ့အကြိုက်ဆုံးရုံးကန်လှုပ်ရှားမှုနဲ့တိုးတက်မှုအကြောင်းပုံပြင်ရဲ့နောက်ခံနေရပါလူများပြားဟာဒီလီချင်းဟီရဲ့အုပ်စုကို တစ္ဆာရှိမှုကိုပထမဦးစားပေးပြီးအရေးချင်းကိုဒုတိယဦးစားပေးတဲ့ဝန်ထမ်းစနစ်ကြောင့်လောင်ပြောင်ကြပါတယ်။သင်ကနာဂန်တက်ပြီးတစ္ဆာရှိမှုကိုပြသရင်ကျွမ်းကျင်မှုတိတ်မရှိရင်တော့တစင်ပြီးတစင်ယာရူးတွုံးမြင့်ခံရပြီးထိမ့်ချုံနိုင်ပါလိမ့်မယ်။ဒီလူတွေကကြက်ကြမ်းရှမ်းရှိဝါရဖြန့်ချီရေးစနစ်နဲ့ပါတီကြောင်းတွေကနေလာကြတာပါ။အများစုကဒေတာကန်ဘန်နာရေးစနစ်ဘလို့လှုပ်လှုပ်တယ်ဆိုတာတော့နားမလည်ကြပါဘူးမြေအဓိကယာရီတွေကိုရယူထားကြပါဗျာ ဒါကြောင့်ဒီစီးပွားရေးပြည်ရင်းစစ်ဟာတကယ်တမ်းကျတော့ပြန်လဲဖွဲ့စည်းတာဒါမှမဟုတ်ဈေးကွက်ကိုကယ်တင်တာမျိုးမဟုတ်ပါဘူး။ဒါဟာရင်းမြစ်တွေအာနာရီနဲ့ဝန်ထမ်းတွေကိုဒီအတွင်းလူတွေရဲ့လက်ထဲမှာစုစည်းဖို့ပါပဲ။သူတို့နားလည်ထားတာက လူတိုင်းဆင်းရဲရင်ဘယ်သူမှ မတရားဘူးလို့မခံစားရဘူး။အဲ့ဒါကထိန်ချုပ်ရပိုလွယ်ကူစေပါတယ်။ဒါကြောင့်ဆင်းရဲမှုချော့ချရင်းနဲ့မဟာပြူဟာမြောက်ပြောင်းရွှေ့နေရာခြားထားရေးဆိုတဲ့စောင်းပုတ်အောက်မှာအရှိပိုင်းဒေသတွေအတွက်ရည်ရွယ်ထားတဲ့ စက်မှုလုပ်ငန်းတွေနဲ့အရင်းမြစ်တွေကိုကုန်းတွင်းပိုင်းကိုပြောင်းရွှေ့နေကြပါတယ်။ဤပညာမြင့်ပန်းချံတွေကနောက်ဘက်ကို ပြောင်းရွှေ့စစ်ဘက်ဆက်ယုံတွေကကုန်းတွင်းပိုင်းကိုပြောင်းရွှေ့မဟာပြွာမြောက်ပစ္စည်းတူလောင်ယုံတွေကပလဲမြေဝံဒေသကနေထွက်ခွာနေကြပါပြီ။ဒါတွေဟာလုံခြုံရေးအရာမဟုတ်ပါဘူး။တကယ်ပန်းနိုင်ကတော့နိုင်ငံရေးတစ္ဆာခံမှုအခိုင်အမာဆုံးနေရာတွေမှာ အရင်းမြစ်တွေနဲ့အသက်သွေးကြောတွေကိုထားရှိဖို့ပါပဲ။ဒါမှပိုင်ဆိုင်မှုအလုံးကနိုင်ငံရေးဗဟိုအသစ်ကိုအကျိုးပြုစေမှာပါ။ ပေကျင်းကိုယ်တိုင်းမဖြစ်နိုင်ပေမဲ့အမိန်ကိုမိန်ကိုထုတ်ဆရာမလို့ပဲလိုက်နာတဲ့အဓိကအဖွဲတစ်ခုတော့တေချာပေါက်ရှိနေမှာပါဒီဆက်မှုလုပ်ငန်းပြောင်းရွှေ့မှုတွေကိုအမျိုးသားမဟာဗျူဟာများလို့ခေါ်ဆိုကြပေမဲ့ဒီလုပ်ငန်းတွေကိုလှုပ်ဆောင်နေသူတွေကတော့စနစ်အတွင်းကအတွင်းလူတွေပါပဲ project တွေကိုဘသူကဆုံးဖြတ်တယ်လဲမြေရောင်းချမှုကိုဘသူကခွင့်ပြုတယ်လဲရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးကိုဘသူကဦးဆောင်တယ်လဲဒါတွေဟာဒေသခံအရာရှိတွေဒါမှမဟုတ်စုံဦးတီထွင်သူတွေမဟုတ်ပါဘူး အဓိကဖွဲ့စည်းနဲ့ခိုင်မာစွာချိတ်ဆက်ထားတဲ့ယုံကြည်စိတ်ချရတဲ့ကွန်ရက်တွေပါပဲ။အဲ့ဒီလိုနဲ့အနောက်ဘက်ကမြို့ငယ်လေးတစ်ခုကရုတ်တရက်အမျိုးသားအဆင့် data zone တစ်ခုဖြစ်လာပြီးတော့ပတ်ဝန်းကျင်မှာဘာမှမရှိတဲ့ area တစ်ခုကတညာရင်းနဲ့ digital စီးပွားရေးတရုတ်ပြပန်းခြံတစ်ခုဖြစ်သွားတာပါ။ဒါဟာတမိုင်းတစ်လျှောက်စစ်ပွဲတိုင်းမတိုင်ခင်အုပ်ချုပ်သူတွေလုပ်ခဲ့တဲ့အရာတွေနဲ့လွန်ဆင်တူပါတယ်။သူတို့ကအရင်းအမြစ်တွေကိုသူတို့လက်ထဲမှာ စုစည်းတယ်။ဒေသခံအာဏာကိုပြန်လည်ရယူတယ်။ မိသူမဆိုးခက်ခဲဖြစ်စေနိုင်တဲ့သူတွေကိုဖယ်ရှားတယ်။ဒါရီအားလုံးကပတ်စံရှာဖို့မဟုတ်ဘဲစစ်ပွဲအတွက်ပြင်ဆင်ဖို့ပါပဲ။သူတို့ကဒေသခံဒေသတွေကိုအခွန်ချွတ်ပြီးစွမ်းဆောင်ရည်ရှိသူတွေကိုအစားထိုးပါတယ်။ဒါကြောင့်စစ်ပွဲအတွက်အချိန်ကျလာတဲ့အခါဗဟိုမိန့်ကအရာရာကိုထိန်းချုပ်ပြီးဘသူမှငင်းဆန်ရဲမှာမဟုတ်ပါဘူး။ဒီအတိုင်းဆက်သွားမယ်ဆိုရင်တရုတ်နိုင်ငံဟာဖြစ်နိုင်ခြေရှိတဲ့ရလဒ်၃ခုနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ပထမဆုံးကတော့အာနာအတွက်လုံးဝအောင်ပွဲပါပဲ။ တရုတ်နိုင်ငံဟာဈေးဥပဒေမရှိသဘောထားကွဲလွဲမှုမရှိမျှော်လင့်ချက်မရှိတဲ့ပေါင်းစည်းထားတဲ့စနစ်တစ်ခုဖြစ်လာပါလိမ့်မယ်။ပြုပြင်ပြောင်းလဲရေးကအရေးမကြီးတော့ဘဲဗဟိုထိန်းချုပ်မှုကိုထိန်းသိမ်းထားဖို့သာအရေးကြီးလာပါလိမ့်မယ်။ဒုတိယကတော့စနစ်ရဲ့သဘာဝအတိုင်းပြိုလဲခြင်းပါပဲ။လူဦးရေဆုံးရှုံးမှုပေါက်ကွဲနေတဲ့ကျွေးမီတွေအရာရှိတွေရဲ့ပြင်းရည်မှုနဲ့လူမှုရေးကြီးမန်းချက်နှဲပါမှုတွေကအာဏာသိမ်းမှုကိုဥတီစေမှာမဟုတ်ဘဲဖြည်းဖြည်းချင်းယူရင်းပြည့်စည်ပြီးတဖြည်းဖြည်းချင်းပြိုလဲကျသွားပါလိမ့်မယ်။ တတရအန္တရာယ်ရှိဆုံးအခြေအနေကတော့ဒါပါပဲပြည်ရင်းပဋိပက္ခတွေဆက်လက်မတီးမြဲနိုင်တော့တဲ့အခါစစ်ပွဲကိုအသုံးပြုပြီးပဋိပက္ခအစ်တွေကိုဖန်တီးပါလိမ့်မယ်လူအဖွဲ့စည်းကိုစစ်အတွင်းအခြေအနေတွေထည့်သွင်းပြီးအမျိုးသားရေးဝါဒနဲ့လူတိုင်းကိုမေ့လျော့သွားစေပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ